်းမှနေပြီးတော့ TikTok Shop ကနေပြီးတော့ပတ်စံရကြတယ်ဆိုရရှိတာရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကထိုင်းမှနေပြီးတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားအလွဲ့တကူပတ်စံရှာလို့ရပါဘယ်လိုရှာဟုတ်ပါတယ်ကျွန်တော် TikTok မှာအရဗီဒီယိုတင်ထိုင်း TikTok အကောင့်ဖြစ်ရမယ်။ထိုင်း TikTok အကောင့်မှာကျွန်တော်ဗီဒီယိုဗီဒီယိုတင်ရင်းနဲ့ကျွန်တော်ပတ်စံရှာလို့ရတာ။ကျွန်တော်ဘယ်လိုပဲဖြစ်နေဖြစ်ဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ပတ်စံအလွယ်တကူရှာလို့ရပါတယ်။ဒါကြောင့်ကိုကလည်းကိုအားရချိန်မှာဗီဒီယိုရိုက်ပုံမှန်လေးတင်ဒီက TikTok ပေါ့။ဒီကထိုင်းနိုင်ငံမှာနေပြီးတော့ကိုဟာအလုပ်လည်းမဖြစ်သေးတယ်။ဒါမှမဟုတ်ကိုဟာအချိန်ပို့ဝင်ငွေဟားခြင်းနဲ့သူတွေတော်တာပို့ပြီးအဆင်ပြေပြောချင်တာပါဗျာ။နောက် TikTok Shop လောက်မှာ TikTok Shop ပခါ follower တထောင်ဆိုတာနဲ့ကျွန်တော် TikTok Shop ဖြာလို့ရပြီ။ TikTok Shop ကဘယ်လိုလုပ်ရမှာလဲ။ TikTok Shop ကဗီဒီယိုရိုက်မယ်ချင်အောင် ချမယ်ဒီကအတနေ့တနေ့ဗီဒီယိုလေးတွေပုံမှန်တင်ပြီးတော့တင်အောင်အားလို့ရှင်းတော့ကျွန်တော်တို့ရဲ့ TikTok account မှာ follower တက်လာမှာပဲလူသိများလုံးပါလဲသိရမလားအဲကြောင့်အဲ့ဒါကအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့က TikTok shop ကနေပြီးတော့ပတ်စံဝင်အောင်လို့လို့ရပါတယ်ခင်ဗျာဒါကြောင့်ကွာထိုင်းနိုင်ငံမှာနေပြီးတော့လက်မှတ်ဖြစ်နေတယ်ထိုင်းနိုင်ငံမှာနေပြီးတော့ အလုံးမရှိဘူးဆိုတော့ကျွန်တော်အကြံပေးတာကတော့အဲ TikTok shop ကိုလုတ်ပြီးတော့ဝင်ငွေရအောင်လုပ်လို့ရပါတယ်ကျွန်တော်တို့ကလည်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးအမေကိုပိုင်ဝင်ငွေရချင်တယ်တိုင်းနိုင်ငံမှာနေပြီးတော့ကိုကလည်းဟိုပတ်စံတစ်ခုကိုတည်ရမှာဟိုအဲ့တကူရချင်တယ်ဆိုရင်တော့ကျွန်တော်အကြံပေးချင်တာ TikTok shop လုပ်ပါ TikTok shop ကလည်းတကယ်လုပ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တနေ့ကိုအများဆုံး 900 600ဝင်ပါတယ်ထိုင်းပန်900 600တော့ကျတော့အမေမဟုတ်ကျတော့ထိုင်းပန်900 600ဝင်ပါတယ်ဗီဒီယို vlog တွေရိုက်မယ်ဘယ်လို video vlog တွေရိုက်မယ်ကိုပိုင်းဝင်ငွေရအောင်လို့ TikTok မှာ video တွေတင်မယ်အဲ့ဒါလည်းပတ်စံရအားချရပဲကွာဒါကြောင့်ကိုကအဲ့လိုရိုက်ရဲ့နည်းလမ်းတွေကအများကြီးပဲဒီကကတော့ပြောရရင်တော့ကိုကိုယ်တိုင်စူးစမ်းရမှာပဲလေဟုတ်တယ်ဟုတ်ဒါကြောင့်ကိုကထိုင်းနိုင်ငံမှာနေပြီးတော့ TikTok shop လုပ်ရတယ် TikTok သုံးတယ် video တင်တယ်ဒီတိုင်းပုံမှန်လေးပဲတင်ပြီးတော့တင်တာလုပ်မယ်ဆိုရင်တော့တစ်လတစ်လတည်းနဲ့ကျွန်တော်တို့ TikTok Shop ကနေဝင်ဝင်အများကြီးရပါတော့ commission rate နဲ့ရမှာကိုအကယ်၍တင်က TikTok Shop မလုပ်တတ်ဘူး TikTok Shop ကိုလေ့လာနေပြီးအကယ်မသိဘူးဆိုရင်တော့ကျွန်တော်ရှိမှာအလကား free လာမေးလို့ရပါတယ်ခင်ဗျာကျွန်တော်အတက်နိုင်ဆိုတဲ့အလကား free ပြပြပေးပါမယ်အဲကြောင့်မို့ TikTok Shop ထိုင်းနိုင်ငံမှာဘန်ကောက်မှာနေပြီးအလုပ်လုပ်မှဖြစ်နေတယ်သူကျွန်တော်ရှိမှာလာပြီးတော့ TikTok Shop လာပြီးတော့တင်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးရတယ်တကယ်ချင်းတွေဒါမှမဟုတ်ကိုကိုယ်ခံကလည်းအကျိုးရှိမယ်ဆိုတော့မျှဝေပါ